်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြမအရင်နဲ့ပတ်သက်ပြီးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအများယုံကြည်မှုပြန်လည်ရရှိရတဲ့အတွက်ကြိုးပမ်းအားထုတ်မှုတွေအရှိန်မြင့်လှုပ်ဆောင်နိုင်ဖို့အာဆီယံကိုမလေးရှားကတိုက်တွန်းလိုက်တဲ့အကြောင်းဒက်ဆန်မလေးရှားသတင်းစာမှာစက်တင်ဘာလ28ရက်နေ့ကဖော်ပြပါဗျာ ီးခဲ့တဲ့စနေနေ့မှာကျင်းပတဲ့အကြံ80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမိန့်ခွန်းပြောကြားမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါမြန်မာနိုင်ငံမှာပြစ်ခတ်ရစဲရေးသဘောတူညီချတဲ့နယ်မြေတချို့မှာပြပြပြီးအကြမ်းဖက်မှုတွေကအရသားတွေကိုဆက်လက်အနေရပြုနေတာကြောင့်အလွန်စိတ်ပြက်မိတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ် ဒါပြင်မြန်မာနိုင်ငံဟာအထူးကြံနိုင်ငံမဟုတ်ပဲအာဆီယံဒေသရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကိုအာဏာရသူတွေကသဘောပေါက်မှာဖြစ်တယ်လို့မြန်မာအကြက်တဲ့အတွက်မြန်မာပိုင်းမြန်မာဦးဆောင်တဲ့ဖြစ်ရှင်းမှုတစ်ခုရလာဖို့ယုံကြည်ချက်ရှိရှိလက်တွဲလှုပ်ဆောင်မယ်ဆိုရင်ပြည်သူတွေအားလုံးအတွက်တောက်ပပြီးဘေးကင်းလုံခြုံမှုရှိတဲ့အနာဂတ်ကိုရရှိလာမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ မကွေးတိုင်းပေါင်းမြို့နယ်ထဲမှာစက်တင်ဘာလ25ရက်နေ့ကစစ်တပ်စစ်ကြောင်းနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင်တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေနဲ့တော်လိုင်းတပ်စခန်းတစ်ခုလည်းဆုံးရှုံးခဲ့ရတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကနေသိရပါတယ်။ရေပြူရွာနီးမှာရှိတဲ့တော်လိုင်းတက်စခန်းတစ်ခုအသိန်းခံလာရတာဖြစ်ပြီးရဲဘော်အကြအဆုံနဲ့လက်နက်ခဲယမ်းတချို့တိမ့်ပိုက်ခံရတဲ့အခြေအနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါရစေ။ရေပြူချေရနီးကပုံတောင်နတ်ထိတ်မှာ တော်လိုင်းတပ်ဖွဲ့တွေတင်ယူထားတဲ့ကပါစာ24ကကင်းစခန်းကိုပြန်လည်ရယူနိုင်ဖို့စစ်ကောင်စီတပ်ဘက်ကအင်အား200လောက်နဲ့ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကတည်းကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင်လေကြောင်းတိုက်ခိုက်တာတွေလည်းအများပြားရှိခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ရေဖြူကျွေးရအနီးမှာရှိတဲ့တော်လိုင်းတပ်စခန်းကနေတော်လိုင်းရဲဘော်တွေရဲ့ရုပ်အလောင်း၄လောင်းတနက်၈လက်နဲ့ခဲရန်တွေတင်စီရရှိခဲ့တယ်လို့ဓာတ်ပုံတွေနဲ့တကွရေးသားဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။ ကင်နီဒေသမှာရှိတဲ့စစ်ဘေးရှောင်တွေကကြောင်တက်နေသူများနဲ့မိသားစုတွေဟာကြောင်လကပေးဖို့ခက်ခဲနေတာကြောင့်ကြောင်နာရတော့မဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ခွန်ဆောင်ပေးဖို့ထားပါရခင်ဗျာ။ရှန်ကီယာနေဆန်းဖေခုံမြို့နယ်နဲ့ဒီမော့ဆိုမြို့နောက်ဘက်ချမ်းမှာရှိတဲ့ကြေးရွာတွေနဲ့စစ်ဘေးရှောင်စခန်းတွေမှာခိုးလုံနေကြတဲ့မိသားစုတွေမှာအလောက်ကန်ခွန်လန်းရှားပါးနေလို့နေ့စဉ်ဘဝရပ်တည်ဖို့ခက်ခဲနေပါတယ်။ အဲ့ဒီဂျာကနေကျောင်းနေအရွယ်ကလေးတွေကိုကျောင်းထားပေးရတဲ့လူများတဲ့မိသားစုတွေမှာကျောင်းလာကဟာ ဝင်းဒိုးဝင်ပိုးဖြစ်နေတာကြောင့်မိမိဒါရီမီလေးကတချို့ကိုကျောင်းနာထားရမယ်အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒီလကန်တွေကဆိုပါတယ် ကလေးရစာတင်ဖို့ကိစ္စပြောရမယ်ဆိုရင်အဲចောင်းသားမိဘစီကနေမူလတန်းဆိုရင်တူကို9000နှုန်းအလဲတန်းဆိုရင်8000နှုန်းကောက်ရတော့မှမပေးနိုင်တဲ့အင်ထောင်စုတွေတွေ့ရတယ်။ចောင်းလာခတ်မပေးနိုင်လို့ဆိုပြီးတော့မှကလေးကိုចောင်းနာခိုင်းမယ်ဆိုတာလဲကြားရတာပေါ့။ Greeny Data ကစစ်ပေးဆောင်အများစုမှာမိမိတို့ရဲ့လက်ငုပ်လည်ရင်စိုက်ပျိုးမြည်တွေမှာတိုက်ပွဲတွေကြောင့်စိုက်ပျိုးစားတော့လို့မရတာဟာလေမိသားစုဝန်ရေးအတွက်ပုံမှုခက်ခဲနေတာပါ ဒါအပြင်စစ်ကော်မရှင်တပ်ဟာစစ်ပေးရှောင်စခန်းတွေကို လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေရှိနေလို့စစ်ပေးရှောင်ပြည်သူတွေအသက်ဆုံးရှုံးကြတာတွေရှိပါတယ်။အဲ့လို လေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့စစ်ရှောင်မီတာစုတွေဟာလုံးကျုံမဲ့ထင်မဲ့နေရာတွေကိုပြောင်းရွှေ့နေရလို့ပညာရေးတပိုင်းတစားနဲ့ကျောင်းဆက်မတက်နိုင်တော့တဲ့ကလေးတွေလည်းရှိနေတာပါ။ ီးပွားရေးအရှင်တွေလည်းမရှိကြတဲ့အခါကျတော့အဲတချို့ဆိုနှစ်ဆင့်ချောင်းသုံးဆင့်ချောင်းပေါ့နော်အဲမျိုးဖြစ်တဲ့အတွက်လက်တတော်ဟိုဘယ်လိုကမလဲချောင်းလာတဲ့အချိန်မှာနေဖို့တော့မှပြန်ရင်မတီချောင်းနေရဖြစ်တဲ့အတွက်ဒီချောင်းလာတွေအနေနဲ့တချို့လည်းအခက်အခဲဖြစ်တာပေါ့ပြန်ပြန်တင်ကြဖို့ဆိုရင်တချို့ချောင်းလာတွေကျတော့ပြန်ရင်မတင်ရောက်နိုင်လို့ပေါ့နော်စီပေးချောင်းစကန်တွေကချောင်းနေအရွယ်ကလေးတချို့အပြင်ကြေးရွာတွေမှာနေထိုင်ကြတဲ့ကလေးတချို့လည်းပညာရေးတပိုင်းတစဖြစ်နေတာပါ သူတို့တွေကြောင်းဆက်တက်ခွင့်မရတော့တာဟာဆရာဆရာမတွေကြောင့်မဟုတ်ပဲမိဘတွေကိုယ်တိုင်ကကြောင်းလာကမတက်နိုင်လို့ကြောင်းထုတ်ထားကြတာဖြစ်တယ်လို့ဒေတာကန်တွေကဆိုပါလေဆရာမတွေထုတ်တော့မဟုတ်ဘူးနော်မိဘတွေပြည်တယ်လို့သူကလေးတွေကိုကြောင်းထုတ်တော့နော် အကွာကိုထောက်လို့မပြောဘူး။အာနာဒိစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ကရာခရနီပြည်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တိုက်ပွဲတွေကြောင့်ဒီလာပိုင်းတွင်စစ်ပီးရှောင်းဦးရီတောင်းနဲ့ချီပြီးထတ်တိုးလာနေပါတယ်။ခရနီဒေတာမှာရှိတဲ့စစ်ပီးရှောင်းမိသားစုတွေကကျောင်းနေရွယ်တချို့မှာပညာရေးဆုံးရှုံးနေပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။ ARI time ဥပင်မြို့အမတ်တရက်ကွက်အုပ်ချုပ်ရေးမှုကစစ်မှုထမ်းထောက်ပံ့ခြင်းအတွက် လုပ်ငန်းရှင်တွေစီကနေငွေကြေး၅သန်း၅နဲ့တသိန်းအထိလစဉ်ငွေတောင်းယူနေတယ်လို့မဥပင်မြို့ကန်တွေစီကနေသိရပါဗျ။အမတ်တရက်ကွက်အုပ်ချုပ်ရေးမှုအောင်နိုင်ဆိုးဟာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုကတရင်အောင်ကိုတလ9000ကျပ်ကနေတသိန်းကျပ်အထိကောက်ခံနေတာကြောင့်တိုင်ကြားခံထားရတာပါ။ဒါကြောင့်ရက်ွက်နေသူတွေစီကနေပတ်စံကောက်ဖို့အဆင်မပြေတော့ဘဲလုပ်ငန်းရှင်တွေစီကနေလစဉ်ခွဲတန်းကြကောက်ယူနေတယ်လို့သိရပါဗျ။အမတ်တရက်ွက်ထဲမှာရှိတဲ့စက်တောက်ဆိုင်တစ်ဆက် တစ်ဆိုင်တဲခုခန်းထမင်းဆိုင်လဖေးဆိုင်နဲ့နှလုံးသုံးလုံးရောင်းတဲ့ဒိုင်ရီစီကနေတလားကိုတသိန်းချက်စီလာစဉ်ကောက်ယူနေပြီးကုံ6ဆိုင်အသေးလေးတွေစီမှာတော့တလားကိုငွေချက်3000ကနေ5000ချက်အထိကောက်ခံနေတယ်လို့လုပ်ငန်းရှင်တွေနဲ့နှိဆက်သူကပြောပါတယ်စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ရက်ွက်ကြွရအုပ်ချုပ်မှုတွေစစ်မှုရဟောင်းတွေကြန့်ခိုင်ရေးပါတီဝင်တွေနဲ့စစ်တပ်နဲ့ပနာတင်တဲ့သူတွေကိုအစာထိုးပြန်လည်ခန့်အပ်ထားတာပါခင်ဗျာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ